တော်လေးဒီဘက်မှာရွေးကောက်ပွဲအတန်တွေထွက်လာတဲ့အမျှတချို့ပါတီချင်းလူပုဂ္ဂိုလ်ချင်းဟိုတိုက်ခိုက်မှုတွေဟိုအနည်းဖြစ်တာဘယ်လိုခေါ်မလဲတယောက်တော့ရည်တာတွေလည်းများလာတာပေါ့နော်ကျွန်တော်တို့ဒီ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 ရပိုင်းမှာတရင်တပုတ်ဖက်လိုက်ရတာဆိုဒီပါတီတခုရဲ့ကျောထောင်းနောက်ကန်နဲ့ဟိုရက်တည်နေတဲ့ lobby တွေကဗာပြောလာရဆိုတော့အဓိကအဖြစ်ပြီးနှလုံးနဲ့ပြီးသုံးလုံးပါတီဟာတဲ့အရင်တုန်းကသူတို့မဟာမိတ်ဖြစ်ခဲ့တဲ့ NLD ပါတီကလူတွေကိုစီယုံနေတယ်ဆိုတဲ့ဟာတွေထွက်လာတယ်အဲ့တော့ဗာပြောခြင်းလဲအော်ချက်မကဒီလိုပါရှင့် ဒါဥပဒေအရဆိုလို့ရှင်ဥပဒေအရလည်းဖြစ်တယ်ပြီးနိုင်ငံသားတိုင်းရဲ့အခွင့်အရေးပေါ့နော်နိုင်ငံသားတိုင်းရဲ့အခွင့်အရေးကအသက်18နှစ်ပြည့်ပြီးသားပြည့်ပြီးတဲ့နိုင်ငံသားတိုင်းကမဲပေးပိုင်ခွင့်လည်းရှိတယ်ပြန်ရွေးကောက်ခံပိုင်권လည်းရှိတယ်ရွေးရွေးကောက်ခံပိုင်권အသက်စိတ်ကစရလားမသိဘူးဒါပေမဲ့နိုင်ငံရေးပါတီဝင်ပိုင်권ရှိတယ်ဆိုလို့ရှိရင်ကျွန်မဥပဒေအရပေါ့ဥပဒေအရလည်းဟုတ်တယ်နိုင်ငံသားရဲ့အခွင့်အရေးလည်းဟုတ်တယ်အသက်18နှစ်ပြည့်ပြီးတိုင်းတဲ့နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်လည်းရှိတယ်နိုင်ငံရေးပါတီတွေကိုဝင်ရောက်ပိုင်ခွင့်လည်းရှိတယ်အဲဆိုတဲ့အခါကျတော့ကျမတို့ပါတီအနေနဲ့တော့အကုန်လုံးတကားဖွင့်ထားပါတယ်ရှင်တခြားပါတီကလာတာလည်းဖြစ်လို့ရတယ်အဲအရင်တော့ပါတီမဝင်ခဲ့ဘူးပဲနဲ့အခုချိန်မှစိတ်ပါဝင်စားပြီးတော့မှပါတီဝင်လာတာလည်းရတယ်အဲပြီးလို့ရှိရင်သူတို့ကိုသူတို့ဟိုကိုယ်စလဲလောင်းအနေနဲ့ ဟိုဘာပေါ့ဆန္ဒပြုလိုက်ရင်လည်းကျမတို့ကထည့်ပြီးစီစစ်ပေးမှာပေါ့နော်စီစစ်ပေးမှာဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင် NLD ကမှမဟုတ်ပါဘူး NLD မဟုတ်တဲ့တခြားပါတီပဲဖြစ်ဖြစ်တခြားနိုင်ငံသားတိုင်းကကျမတို့ကတကားဖွင့်ထားတာဖြစ်ပါတယ်ရှင်အဲသို့တော်လည်းပြီးခဲ့တဲ့အဲဒီဒီ Peace Forum မှာမှကျမမတွေ့တာကြာပြီဖြစ်တဲ့ကျမ NLD ရဲ့ NLD တုန်းကလှုပ်ဖော်ကင်မဲ့အဟောင်းပေါ့နော်။ဟိုဦးအောင်စိုးနဲ့တွေ့တယ်၊ဒေါ်စန္ဒမင်းနဲ့တွေ့တယ်။ဒါကသူတို့ရဲ့သဘောထားပါရှင်။ကျမတို့ကတော့ပါတီတရအနေနဲ့နိုင်ငံရေးစိတ်ပါဝင်စားတဲ့သူတွေဖြစ်တယ်။နိုင်ငံရေးအရလှုပ်ဖော်ကင်မဲ့တွေဖြစ်တဲ့အတွက်ကျမတွေ့တဲ့အချိန်မှာကျမသူတို့ကိုလိုက်လိုက်လဲလဲကျမအကျိုးဆိုခဲ့ပါတယ်။ကျမတို့ဟိုနိုင်ငံရေးဟိုပေါ့နော်။ဒီနိုင်ငံရေးဖြစ်စဉ်ကြီးထဲမှာပါကျင်သေးတယ်။နိုင်ငံရေးဟိုပေါ့ရွေးကောက်ပွဲဝင်ကျင်သေးတယ်ဆိုရင်ကျမတို့ပါတီကိုလာပါ။ကျမဖိတ်ခေါ်ပါတယ်။အဲဆိုတာကျမဖိတ်ခေါ်ခဲ့ပါတယ်ရှင်။